ဗန်ဒူထအပုံကြီးတာရဲတဖိုင်ကြောင့်အသက်ကြီးရင်ဗန်ဒူနဲ့ထိုင်စားမယ်ဆိုတဲ့အတွေ့အမြင်ကိုတာမန်လူတို့တော့မများတွေ့တတ်ပါရဲ့တကယ်တမ်းထွက်ကြည့်တယ်ဆိုလို့ရှိရင်ဗန်ဒူကငွေအမောက်များများထည့်နိုင်မှာပဲအထူးသီးသီးတတ်တာရပါရဲ့ပြီးတော့ဗန်ဒူရဲ့ငွေထည့်ထားတာကလည်းတရားရပိုင်တော့စိတ်ချရတာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့ဘန်တွေကပြည်သူတွေလာတင်ထားတဲ့ငွေတွေနဲ့ domestic တွေကိုပြန်ပြီးတော့အတိုးနှုန်းများများနဲ့ချီးနေလို့ပါပဲ နောက်ဆုံးမှာကိုထိတ်ထားတဲ့ဘန်သာဒီဝါလီခံခဲ့ရရင်ပတ်ဆက်ပြန်ရဖို့မလွယ်ပါဘူး။ဒါကြောင့်အခုခေတ်မှာ define ဆိုပြီးပေါ်လာတာပါ။ define ဆိုတာကဘန်ဆိုတဲ့ကြားခံမလို့ပဲကိုရိုင်းပတ်ဆက်နေပွားနိုင်စေမဲ့ဘန်တိုက်ကြီးဆိုလို့ရှိရင်လည်းမမပါဘူး။ကဲဒီနေ့မှာတာမန်ပန်းတွေမှာဖြစ်တဲ့တဲ့ပြဿနာတွေအပြင် define ဆိုတာကရောပါလဲသူ့ကိုအသုံးပြုပြီးရောပတ်စံဘလူးရှာရမလဲဆိုတာပါပြောပြပေးပါမလို့တေချာမှတ်ထားစီခြင်းပါတယ် ဗန်တွေရဲ့ပြဿနာအကြောင်းလူငယ်တွေစင်းနဲ့အနည်း20လောက်ကလူတိုင်းငွေသိမ်းဖို့ဗန်တွေကိုပဲယုံကြည်ကြပါတယ်။ငွေထားရင်ဘေးကင်းမယ်လို့ထင်ကြတယ်။ ဒါပေမဲ့2003ခုနှစ်မှာမြန်မာပြည်ပလောကရဲ့အစိုးရခဲ့ဆုံးမြန်မာ Universal Bank နဲ့ Asia World Bank ပြုကွဲမှုတွေဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာငွေတွေအကောင်ထုတ်မရခဲ့တော့လို့ပြည်သူတို့တို့များဒုက္ခတွေရောက်သွားပါသေးရဲ့။မြန်မာနိုင်ငံမှာလည်းဘဏ်ပြုလဲတာတွေကခဏခဏဖြစ်နေကြပါ။အဲ့ဒီအခါမှာပဲ Bitcoin ဆိုတဲ့ brand မလို့တဲ့ငွေကြေးနည်းပညာကထွက်လာပါတယ်။သူနောက်ထပ်အစမြင့်တဲ့ DeFi ကပန်ဘလူးပဲခြေလို့ရတယ်အတိုးစားလို့ရတယ်ငွေလဲလို့ရပါတယ် ဒါဆိုလို့ရှိရင် DeFi ဆိုတာကပါလေ DeFi ရဲ့အရှိကောက်က decentralized finance ဆိုပြီးဖြစ်ပါတယ်။ဈာခံဖမ်းမပါဘဲနဲ့ online ကနေပဲငွေချီးနိုင်ငွေစုနိုင်အတိုးစားနိုင်တဲ့နည်းပညာတစ်ခုဖြစ်ပါတယ်။ဘာလို့မဆိုကိုယ့်ရဲ့ crypto တွေကို smart contract နည်းပညာကိုအသုံးပြုပြီးတော့ငွေတွေသိမ်းထားနိုင်ပါတယ်။ smart contract ဆိုတာကတော့ သူကုတ်တေရဲ့မှာအယောင်းအဝဲ၊မွေလွဲ၊မွေချီစတာတွေကိုလူလူချင်းကြားခံမလို့ပဲလုံနိုင်တဲ့ digital စာချုပ်တစ်ခုလို့နားလည်ထားရပါတယ်။ define မှာဘယ်လိုဝေရှာရမလဲ။ define ဆိုတာဘာမလို့ပဲငွေလေနိုင်တဲ့နည်းပညာဖြစ်တဲ့အတွက်ပတ်လုံငန်းနေအားလုံးကိုကိုယ်တိုင်လုံနိုင်ပါတယ်။နံပါတ်၁၊မွေစုထားရင်အတိုးစားနိုင်တဲ့ staking and saving နေ တာမန်ဘတ်မှာဝေသိမ်းထားတဲ့ savings account ဆိုလို့ရှိရင်တစ်နှစ်ကိုအများဆုံးမှာ600ဘိုင်နှုန်းမှပဲအတွေ့ရနိုင်ပါတယ်။ဥပမာ10သိန်းစုလဲဆိုလို့ရှိရင်တစ်နှစ်လုံးညီမှာငွေ6000တော့ပဲရတာပါ။ဒါပေမဲ့ DeFi မှာကတော့ crypto ကိုသိမ်းထားလိုက်တာနဲ့တစ်နှစ်ကိုတန်ပါဆန်ကနေပြီးတော့20%လောက်အထိကိုအတွေ့ရနိုင်ပါတယ်။ ဆိုတော့ဘာမှလုပ်လို့ရလဲအလွယ်ဆုံးကတော့ crypto exchange ရဲ့ n session မှာငွေစုတာပါဥပမာ Binance n မှာ crypto USDT ETH BNB SOL ကို stake တင်ထားတယ်ဆိုလို့ရှိရင်အတူစနိုင်ပါတယ်ဒါအပြင် Binance n မှာက BNB တင်ထားတာကြာရင်တခြား coin အသစ်တွေလည်းအပူအလကားရနိုင်ပါသေးရဲ့ဒီအကြောင်းကိုအကျေပြောပြထားတဲ့ video တွေကိုဒီမှာသွားပြီးတော့ကြည့်လို့ရပါတယ် နောက်ထပ်အချက်ကတော့ crypto ကိုချေးပြီးရောအတူရတဲ့ lending and borrowing နီးပါးဘာမှချေးငွေယူခြင်းနဲ့ဆိုလို့ရှိရင်စားဘက်စားလမ်းတွေအများကြီးလိုပါတယ်ဒါပေမဲ့ defi မှာတော့ကိုယ့်ရဲ့ crypto ကိုခြားခံမလို့ပဲတိုက်ရိုက်ချေးပေးပြီးအတူရနိုင်လို့ဒီလိုရီမရှုပ်တော့ဘူးပေါ့ဒါကိုဘာမှလုပ်လို့ရလဲ Binance M မှာလည်း crypto lending ရှိပါတယ်ဒါပြင် defi lending protocol တွေဖြစ်တဲ့ offering နဲ့ compound အစားရှိတာတွေမှာသူများကိုချေးပေးလို့ရပါတယ် အဖေမှာ crypto ရှိပြီးတော့အတူရနိုင်တယ်လို့ collateral အမကန်ထားပြီးတော့ crypto ရှိယူနိုင်ပါတယ်။ compound ကြတော့ crypto ကို lending pool တွေထည့်ပြီးတော့ passive income ရမှိုင်တယ်။ဒါ့အပြင်သူ့ရဲ့ကိုပိုင်ခွင့်ဖြစ်တဲ့ COFP token လည်းရနိုင်တော့လူထုတို့များသဘောကျကြပါတယ်။နောက်တစ်ချက်ကတော့ liquidity provider LP လုပ်ပြီးတော့ transaction fee ယူရနေပါ ဗန်တွေနဲ့တခြားမှုတွင်ဝင်ထုတ်တဲ့ဝန်ဆောင်မှုတွေတုံးလို့ရှိရင်သူတို့ကို fees ပေးရပါတယ်။ဒါပေမဲ့ DeFi မှာကတော့တာမန်အသုံးပြုသူတိုင်း liquidity provide လုပ်ပြီးတော့ transition fees ကိုရနိုင်ပါတယ်။နားလည်အောင်ရှင်းရရင်ငွေကြေးရလုပ်ငန်းတွေတိုင်းမှာငွေအပူမြများရှိနေမှာငွေရွှဲရတာကားလွဲကူမှာပါ။လူတွေ crypto ပို့ဝဲတာရှောင်းတာတွေအောင်ခုမှရှိတဲ့ crypto တွေကို exchange နဲ့ထည့်ပေးတဲ့လုပ်ငန်းအစဉ်ကို liquidity providing လို့ခေါ်ပါတယ်။ အဲ့လိုထည့်ပေးထားရဆိုလို့ရှိရင်အတော့ပြုတ်သူတွေငွေလဲတဲ့အခါသူတို့ဘက်ကကိုကိုငွေလွှဲကပြန်ပေးပါတယ်။အဲ့ဒါတွေကို decentralized exchange တွေဖြစ်တဲ့ Uniswap တို့လိုနေရာမျိုးမှာလုပ်လို့ရပါတယ်။အခုပြောပြခဲ့တဲ့ဤသုံးခုတွေမှာနောက်ဆုံးနှစ်ခုကလည်း video တည်တံ့လောက်ရမှာလောက်ကိုရှင်းပြရမှာမို့လို့စိတ်ဝင်စားရဆိုလို့ရှိရင် comment မှာရေးခဲ့ပေးပါ။ဒါဆိုလို့ရှိရင် Crypto Maker နေတခုချင်းစီလို့ပုံလုံးဒီကိုတင်ပေးမှာပါ။ အခု DeFi ကဘာလို့ပန်တိုးထိုင်စားရထက်သာတယ်လဲနားလည်တော့လိမ့်မယ်လို့ထင်ပါတယ် cryptocurrency လောကကစားအတကြအရင်မြန်ပါတယ် crypto မိဘကဂျီနီမြောင်းလာဘို financial advice လောကမပေးပါဘူးဂျီနီမြောင်းလာမုံမလို့ခင်မှာ current တိချလေးလာဆောင်ဖြတ်ဖို့အကြံပြုပါတယ် crypto အကြောင်းတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင် crypto make ရဲ့ channel ကို like and follow လုပ်ထားလို့ရတယ်လို့ crypto make ရဲ့ telegram group မှာလည်း live view မြင်လို့ရပါတယ် group ရဲ့ link ကို deposit အောက်မှာချထားပေးပါမယ် အကယ်၍ crypto trading တို့ပို့အတွက် Binance account တို့မရှိသေးဘူးဆိုလို့ရှိရင်တော့အခုကြားထားတဲ့ crypto maker referral account နဲ့ Binance မှာ account ဖွင့်လာလို့ရပါတယ်။ဒီ account နဲ့ဖွင့်လာတဲ့ account ဆိုလို့ရှိရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trader fees ကို20% discount lifetime နေနဲ့ရမယ်အပြင် crypto maker company ကရီဝတ်တွေကိုလည်းရနိုင်ပါသေးတယ်။အကယ်၍များကိုပါဒီကုတ်တုံးပြီးတော့ account မဖွင့်ထားမိခဲ့ဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ကို crypto maker Telegram group ထဲမှာပြောပြပေးထားပါတယ်။ဒီနေ့ video လေးကတော့ထင်သက်ပါပဲ။အားလုံးမဲ့နောက် video မှာပြန်လေးကြပါ